အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့စာရေးသူဟမ်ဆိုင်စေမန်ရေးတာထားတဲ့ကောင်းကင်ပြောက်တဲ့ကျဲဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ကောင်းကင်ပြောက်တဲ့ကျဲဆေးဆရာဝန်ဆေးဆရာဝန်ခုနကလူနာလာသေးတယ်ဆေးဆရာဝန်မရောက်သေးလို့ခဏနေမှပြန်လာလို့ပြောလိုက်တာ ဆေးခန်းရဲ့ခန်းစည်းလိုက်ကကိုဖွင့်ပြီးအနောက်ကနေတတဝတကောင်ပြေးလိုက်လာတဲ့ပုံစံနဲ့အလောတကြီးပြောနေတဲ့ကလေးငယ်လေးကိုတွေ့လိုက်ရတယ်။ဆေးစရဝန်ဆိုတဲ့အတုံးအနှုံကြောင့်ပေါ့ဆဆိုတဲ့ကလေးလေးပဲဖြစ်ရမယ်လို့ကျွန်တော်တွေးမိတယ်။ကလေးလေးဝတ်ထားတဲ့အင်းကြီးအဖြူရောင်ကကြီးအထက်ထက်နဲ့အမဲရောင်ဖက်ကိုရောက်လို့လို့ဘောင်းဘီတို့ကလည်းအရောင်တွေလွင့်နေလို့မူလအရောင်တော့ခံမှန်လို့မရတော့ဘူး။ မျက်နှာဝိုင်းဝိုင်းနှာတန်ကဖြောင့်ဆင်းနေပြီးမျက်လုံးမျက်ကုံးကောင်းကောင်းနဲ့ကလေးလေးကအလွန်ဆုံးရှိမှအသက်ရှင်နေပေါ့ဆေးကနေက ထိုင်ခုံမှာထိုင်ရင်စာဖတ်နေတဲ့ကျွန်တော်ကိုမြင်တော့ကလေးလေးရဲ့မျက်ဝန်းမှာအာအတင့်သွားတဲ့ပုံစံကအထင်သာပေါ်နေတယ်ဟင်းဟိုဆေးဆရာဝန်လည်းမဟုတ်ဘူးဒီဆေးဆရာဝန်ကဟိုဆေးဆရာဝန်ရဲ့တငယ်ချလား ပြူတစ်ပြူတစ်ထွက်နေတဲ့နှက်ချီရိတ်ကိုသူ့ရဲ့ပါဖောင်းဖောင်းပေါ်ညာလက်နဲ့တုံလိုက်ရင် စကားမပီကလာပီကလာနဲ့ပြောနေတဲ့ပုံစံလေးကတကယ်ကိုအဖြူထဲလေးပါပဲအင်းကိုမမအားလို့ကအကုတ်ခဏလာထိုင်တာဒါနဲ့မင်းကပေါက်စလားဟမ်ဆေးဆရာဝန်ကကြောက်ကုန်တည်တယ်ပေါ့ပေါက်စကအော်အော်မှုအထင်းသားပုံစံနဲ့သူ့ရဲ့ခေါင်းကိုကုပ်ရင်းကျွန်တော်အရှိကထိုင်ခုံပေါ်ဝင်ထိုင်တယ် အေးတိတာပေါ့ကွာကိုမိုးပြောပြထားတာပေါ့ဆရင်ဟဲ့အောင်ပေါ့ဆအတဝဝကြီးရဲ့အော်ခေါ်တန်အဆုံးမှာပေါ့ဆကဆေးဆောင်ဝန်ခဏနဲ့ကြောက်ပြလာခဲ့မယ်နော်လို့ပြောပြီးအပြေးတစ်ပိုင်းထွက်ခွာသွားတယ်ပေါ့ဆနဲ့အခုလိုလူချင်းမတွေ့ခင်ကတည်းကကိုမိုးစီကနေပေါ့ဆရဲ့အကြောင်းတော်တော်များများကိုနားနဲ့မဆက်အောင်ကြားခဲ့ဖူးပြသားပါပေါ့ဆလေးကတနာစရပါကွာ ကျောင်းနဲ့အရွယ်ကိုကျောင်းမနေရပဲစပွဲထိုးလုပ်နေရတယ်။သူကငါ့ကိုထူးထူးဆန်းဆန်းဆေးဆောင်ဝင်လို့ခေါ်တာဟာ။ငါစေခန်းစီသူအားတဲ့အချိန်တန်းလာထိုင်နေတာ။ငါစေခန်းကလူနာပါတော့ငါမပြင်းရတော့ဘူးပေါ့ကွာ။ပေါ့ဆာရဲ့အဖေကအရက်သမားကွာ။သူ့အောက်မှာဘူးစုခီကို၃ယောက်ရှိသေးတယ်တဲ့။ငါစေခန်းဖွင့်ခါစားကပေါ့ဆာကစာသိမ့်မဖတ်တတ်သေးဘူး။တဒန်းအစပဲနေခဲ့ရတာတဲ့။ အခုငါစာတင်ပေးထားလို့တော်တော်လေးတော့ရေးတက်ဖတ်တတ်နေပြီကျွန်တော်နဲ့ကိုမိုးကသခိုင်းကတင်နေရပြီးသူစေယုံကြည်မှာနိုင်ငံတော်ဝန်ထမ်းဆောင်နေကြတဲ့ဖျားနာကုသဆောင်လက်ထောက်ဆရာဝန်တွေပါ ကိုမိုးကသခိုင်းစေယုံကြီးမှာ တာဝန်ချနေတာတနစ်ကျော်လောက်ရှိပြီကျွန်တော်ကတော့လေးလာတတာရှိပါသေးတယ်ကိုမိုးကဘွဲလွန်ဖြေဖို့စာကြက်ရမှာမို့ခွင်းတလာယူတော့ညနေခင်းကျွန်တော်ဂျူတီမရှိတဲ့အခါ ူရဲ့စေခန်းကိုထိုင်ပေးဖို့အကူအညီတောင်းလာပါတယ်။ကိုမိုးရဲ့စေခန်းကမြို့ထဲနဲ့နိုင်ဝဲခန့်ဆိုင်ကယ်စီးရတဲ့ရွှေမင်းဝန်ရပ်ကွက်ထဲမှာရှိပါတယ်။ကိုမိုးရဲ့စေခန်းဘေးမှာ ပေါက်ဆလုပ်နေတဲ့လက်ဖက်ဆန်းရှိပါတယ်။ပူအိုင်းနေတဲ့စိတ်ခန့်ထဲမှာလူနာအလာကိုစောင့်နေရတဲ့ကျွန်တော်ရဲ့ဒုက္ခကလည်းမသေးလာပါဘူး။ဆယ်ပေပတ်လေးစိတ်ခန့်ထဲမှာစပွဲခုံတစ်လုံး၊ထိုင်ခုံသုံးလုံး၊ကဒင်းတစ်လုံးနဲ့တည်းပြည့်စက်နေပါပြီ။ ယူလာတဲ့ဝတ္ထုတိုစာအုပ်လေးကိုဖတ်လိုက်ဖုန်းဖွင့်ပြီး Facebook သုံးလိုက်နဲ့ကုန်ခဲလာတဲ့အချိန်တွေကိုဖျက်ချော်နေရပါတယ်။ညနေ6နာရီခွဲခါနေ့မှာလူနာနှစ်ယောက်လာပြကြတယ်။လူနာနှစ်ယောက်ကိုကြည့်ပေးပြီးနာရီကြည့်ပြီးတော့6နာရီ45မိနစ်အဆောင်ပြန်ဖို့နှစ်ချမ်းတဲ့စာအုပ်ကိုအိတ်ထဲထဲတုံးပေါက်စားကစေခံထဲရောက်လာတယ်။စေခံတဲ့နာရီကိုကြည့်ရင်ဆေးစရာဝန်ပြန်တော့မလို့လား။ အေးကွာပြန်တော့မလို့ဟွန်းဟိုဆေးဆရာဝန်ဆိုည9နာရီထုံးမှပြန်တာဆေးခန်းဆိုတာအချိန်မှထိုင်မှလူနာတွေကလေးစားတာဗျအလဲပေါ့စားစီကဒီလိုစကားထွက်လာတော့အံ့ဩသွားမိတာ အမှန်ပါပေါ့စားကကိုမိုးပြောပြထားတဲ့စကားတွေကိုမှတ်သားထားတာပဲဖြစ်ရမယ်။အမေမင်းကနာရီကြည်တတ်တယ်ပေါ့။ကြည်တတ်တာပေါ့ဗျ ိုဆေးဆရာဝန်ကသင်ပေးထားတာကိုမိုးကပဲဆိုလို့လဲအချိန်တော့အတွဲမှာပဲကလေးလေးကိုတတော်များများသင်ပေးထားတာပဲဆေးဆရာဝန်ကရေမွေခိုင်းတော့ဘူးလားဟမ်ဘလို့ဟိုဆေးဆရာဝန်ဆိုကျုပ်တို့ဆိုင်ကနေ ရေတပူနေ့တိုင်းဝယ်ပေးရတယ်ပေါ့စပြောမှပါစက်တဲ့ရေငတ်လာတယ်လို့ပါပဲအေးအေးရော့ဝယ်ပေးအောင် ဘဆိုင်အိတ်ထဲကတထောင်နံထုတ်ပြီးပေါက်ဆာကိုပေးရတယ်။ခဏအကြာရော့ဆေးဆရာဝန်ရေဘူးနဲ့900ပေါက်ဆာလှမ်းပေးနေတဲ့ရေဘူးသာယူပြီး900ရာနဲ့200ရာကို ပြန်မယူတော့ပဲ။မင်းမဲယူထားလိုက်တော့မဟုတ်ဘို့ကွာလို့ကျွန်တော်ကပြောတော့ပေါက်ဆာကခနာလို့ပြောပြီးသူ့ဆိုင်ဖက်ပြေးသွားပြန်တယ်။ ပေါ့ဆပြန်ရောက်လာတော့သူ့လက်ထဲမှာပလတ်စတစ်တအိတ်ထည့်ထားတဲ့ရံရံခောက်ဆွဲ6ထုံ2ထုံနဲ့ကြက်ဥနှလုံးပါလာတယ်။ရော့ဆေးဆရာဝန်ခမားနဲ့ဟိုဆေးဆရာဝန်တရားတော်ဝက်စီခွဲယူကြ။ဟာငါကမင်းသုံးပုံမဖို့ပေးတာလေ။ဘာလို့ဝယ်လာတာလဲ။ကျောက်ကဘာမှတုံးစရာမရှိဘူး။ဆေးဆရာဝန်တို့ကဝယ်ပေးချင်လို့ပါဗျ။စကားပြောပြောဆိုဆိုပလတ်စတစ်အိတ်ကိုကျွန်တော်လက်ထဲလာထည့်တယ်။ ကိုမိုးကသူအိမ်ပြန်ပြီးစာကြက်နေတာကွဒီမှာမရှိဘူးအဲ့ဒါဆိုလဲဆေးစရာဝင်တယောက်ထဲစားလိုက်တော့ဆိုင်မှာလူကြနေပြီးသွားတော့မယ်နော်ပေါ့စားကအပြေးတစ်ပိုင်းထွက်ခွာသွားပြန်တယ်ကျွန်တော်လဲမီးတွေပိဆေးခန်းတကားတွေပိဆေးခန်းတကမာကြီးကိုတော့ခရရတယ်ဆိုင်ကယ်ပေါ်တက်ပြီးကျွန်တော်အဆောင်ကိုပြန်လာရင်အရောင်တွေလွင့်နေတဲ့ဝတ်စုံလေးဝတ်ထားတဲ့ပေါက်ဆရဲ့အချောင်းကို တွေးမိပြီးတော့ရင်ထဲစုံနေနေဖြစ်လာတယ် ပေါ့စအရွယ်ဆိုကြောင်းနေရင်၃နှစ်လောက်တော့ရောက်ရောပေါ့ဒီလိုနေရာမျိုးမှာပေါ့စကို တွေ့ရတော့စိတ်မကောင်းဖြစ်မိတယ်မြန်မာနိုင်ငံရဲ့အခမဲ့ပညာရေးစနစ်စတင်လာတော့ပေါက်စားတို့လိုကြောင်းမနေရတဲ့ကလေးတွေလည်းနိုင်ငံအဝါမှာအများကြီးရှိနေအောင်ပါပဲလေ။ဂျူရီအားတဲ့ညနေခင်းတိုင်းကိုမိုးရဲ့စေခံလေးကိုတွားထိုင်ဖြစ်ခဲ့ပါဗါး။ပေါက်စားလေးနဲ့လည်းတနေ့တခြားပို့ပို့ပြင်းနေလာခဲ့တယ်။ ပေါ့ဆလုပ်ငန်းလုပ်တဲ့လက်ဖဲဆိုင်ကလည်းညပိုင်းမှသာလူစီတာမို့ညနေခင်းတိုင်းပေါ့ဆကကျွန်တော်စီတာရှိနေတတ်တယ်။ကျွန်တော်အားတဲ့အခါပေါ့ဆကိုစာတင်ပေးဖြစ်တယ်။ဘဝဘေးအခြေအနေအရပေါ့ဆကပေါင်းနှုတ်မြောက်စာကိုတတော်လေးကြွန့်ကျင်နေပါပြီ။ပေါ့ဆကဖုန်းကင်မရာနဲ့သူ့ကိုယ်သူဓာတ်ပုံရိုက်ထားတာကိုအတော်လေးနှစ်ချိုက်တဲ့ပုံပါပဲ။ ကျွန်တော်ဈေးခန်းလာတိုင်းတကားပေါက်ကိုကူဖွင့်ပေးပြတာနဲ့တပြိုင်နက်တည်းကျွန်တော်ဖုန်းကိုတောင်းတော့တယ်။ဖုန်းကင်မရာကိုဖွင့်။ကိုမိုးကပေါက်စကိုဖုန်းဖွင့်နေဓာတ်ပုံရိုက်နေတွေတင်ပေးထားတာပါ။ပြီးတော့အိုက်တက်အမျိုးမျိုးလုံးလုံးသူ့ကိုယ်သူဓာတ်ပုံရိုက်တော့တာပဲ။သူ့ကိုယ်သူအားရအောင်ဓာတ်ပုံရိုက်ပြီးကျွန်တော်ဖုန်းကိုပြန်ပေးတိုင်းဖုန်းမျက်နှာပြင်မှာပေပွားပြီးကြံခဲတာကြည့်ပါပဲ။တတရရကင်ဖို့ပြောလေခဏပါပဲ။ လဖဲရဆိုင်ဖက်ပြေးပြီးစပွဲထုံလုံလိုက်ကျွန်တော်စေခံဖက်ပြေးလာလိုက်ဆိုတော့ပေါ့ဆာရဲ့လက်ကအမြဲပေပွားနေတာပေါ့ဆာကအမေးမြန်းထူတဲ့ခလေးတယောက်လည်းဖြစ်ပါတယ်ကျွန်တော်စဉ်းစားမိတာက ပေါ့ဆာနဲ့ရွယ်တူခလေးအများစုကမိဘတွေရဲ့ဆုံးမမှုအောင်အဲရဝင်ပုံမြင်တွေအောက်ကြီးပြင်းနေကြပေမဲ့ပေါ့ဆာလေးကတော့လဖဲရဆိုင်မှာတုံတင်ဆုံးမမဲ့လူမရှိပဲဘဝကိုရုန်းကန်နေရတာပါ မိဘမဲ့ကြောင့်ကကလေးတွေတော့ဆရာဆရာမတွေရဲ့စိုးစုံမှုနဲ့ကြီးပြင်းနေကြတာပါ။ဒါကြောင့်ကျွန်တော်ဖက်ကတတ်နိုင်သလောက်ပေါက်ဆလေးကိုဂယူဆိုင်ခဲတုံတင်ဆုံးမပေးပါရယ်။ညနေခင်းလူနာရှင်းချိန်ပေါက်ဆရောက်လာတယ်။ပေါက်ဆရဲ့မျက်နှာလေးကညှိုးနွမ်းနေပြီးတခုခုဖြစ်နေတဲ့ပုံပေါ်နေတယ်။ပေါက်ဆဘာဖြစ်လို့လဲကွာ။ပူဆူးနဲ့ရံဖြစ်ကြလို့လား။ ိုဆူးဆိုတာပေါက်ဆလိုပဲလက်ဖဲရည်ဆိုင်ကစပွဲထိုးလေးပါ ပေါက်ဆနဲ့တခါတည်းရင်ကျွန်တော်စေခန်းစီလိုက်လာတတ်ပါတယ်ပေါ့ဆာနဲ့ပူစုကမတက်အတူနဲ့မမြင်ရချောင်းကြည့်ကြတဲ့တငယ်ချင်းတွေပါ ပေါ့ဆာကကျွန်တော်အမေကိုကောင်းခါရန်နေဆေးဆရာဝန်ဟေးမိဘတွေကသားသမီးတွေကို ချစ်တယ်ဆိုတာတကယ်လားမနေ့ကစကားထဲမှာရအောင်ကပြောတယ်သားသမီးကိုမချစ်တဲ့မိဘဆိုတာမရှိဘူးတဲ့ အေးပေါ့ကွာဘာဖြစ်လို့လဲပေါ့ဆာစီကထထူဆန်းဆန်းစကားကြားရတာမို့လက်ထဲကဖုန်းကိုစပွဲခုံပေါ်ချရင်ပြန်မိရတယ်အဖေကလေအိမ်မှာဆိုကျုပ်ကိုအမြဲတမ်းရိုက်တယ်အမေကလည်းကျုပ်မနေခြင်းနဲ့ဒီဆိုင်ကိုလာပို့တယ်ကျောက်ကကြောင်းနေခြင်းနဲ့ပြောတော့ကြောင်းထားပေးမယ်ပြောပြီးတလားတလားကျောက်လာစာတွေပဲလာထုံနေတယ်။ဒီနေ့လည်းအဖေနဲ့အမေကျောက်ရဲ့လာစာလာထုတ်ကြမှာ။ ကျုပ်ကတော့အိမ်ပြန်မခေါ်ကြဘူး။ညီလေးနဲ့ညီမလေးတွေလည်းလွားလာပြီ။မျက်ရည်စားတွေနဲ့အုံမိုင်းနေတဲ့ပေါ့ဆရဲ့မျက်ဝန်းတွေကိုကျွန်တော်ရင်မဆိုင်ရခဲ့ပါဘူး။ပေါ့ဆကိုဘယ်လိုနှစ်သိမ့်မှုမျိုးပေးရမလဲလို့အပြေးအလွှာစဉ်းစားနေမိတယ်။မင်းမိဘတွေကအဆင်မပြေသေးလို့ပါ ပေါ့ဆရ။အဆင်ပြေတာနဲ့ကြောင်းပြန်ထားပြီးမှပါ။တကယ်တော့ဆေးဆရာဝန်ကျုပ်မိဘတွေကကျုပ်ကိုကြောင်းပြန်ထားပြီးမှတကယ်တော့ အေးပေါ့ကွာကျွန်တော်ရဲ့ဇကားတွေကမှုသားဖြစ်ခဲ့ရင်တော့ပေါ့စားရဲ့ရင်ထဲကခန်းစားမှုတွေအနှဲငယ်ပြေလျော့သွားရင်ကျွန်တော်ကျင်တတ်ပါတယ်တကယ်တမ်းတော့ပေါ့စားလေးရဲ့အမေကခလေး၃ယောက်အပြင်ဘိုက်ထဲမှာ၆လကိုဝင်တဲ့ဒုက္ခပင်လဲဝေနေတာပါမင်းကုန်းခေါလောင်းသားမှာလက်ဆောင်ပစ္စည်းအငှားရောင်းနဲ့သူမရဲ့ဝင်ငွေက စားစိတ်တောင်မကမီလို့ပေါက်ဆောက်ကိုလက်ဖက်ဆိုင်ပို့ထားရတာ။ ပေါ့ဆာရဲ့အဖေကလည်းအရက်တောက်ဖို့လောက်သားစိတ်ဝင်စားကြောင်းအရက်ရဲ့ကြေးကျွန်ဖြစ်နေကြောင်းပေါ့ဆာရဲ့အမေက ချဲနှလုံးထိအကျွေးတွေပတ်လည်ဝိုင်းနေကြောင်းလက်ဖက်ဆိုင်ပိုင်ရှင်ကကျွန်တော်စေခန်းစီယောဂလာပြရင်ပြောပြထားလို့ကျွန်တော်သိနေခဲ့တာကြပါပြီဒီဆိုင်ကအဖျော်ဆရာကလည်းကြုတ်ကိုအနိုင်ကျင့်နေညာဆိုသူနဲ့ဆိုင်ရှင်နဲ့ကိုနင်းပေးပြီးမှကြုတ်အရာတာအော်ပေါ့ဆာလေးရဲ့ ဟုလဘဲဆိုင်ဖက်စီကရုပ်ရုပ်တက်တဲ့အတန်တွေထွက်ပေါ်လာတယ်။ဟောအဖေနဲ့အမေလာပြီထင်တယ်။ပေါ့ဆလေးကလဘဲဆိုင်ဖက်အမြန်ပြေးသွားတယ်။လဘဲဆိုင်နဲ့ဆေးခန်းကဝန်းနေရတစ်ချက်တာချားတာမို့အတန်တွေကိုအတိုင်းသာကြားနေရတယ်။ပေါ့ဆရဲ့လာစာကိုကြုတ်ထုတ်ပေးလို့မရဘူးလား။ကိုညီပါအောင်တထေးရဲ့အိမ်ကကလေးတွေနေမကောင်းလို့ပါ။ စေကံပေပရင်ပေါက်ကလိုက်ကလေးကိုအတာမကြည့်တော့လက်ဖေးဆံပန်ရှင်ရဲ့အရှိမစကားပြောနေတဲ့ပိန်ကက်ကက်အသားညွညွညနာပြောင်ပြောင်ဇပင်ဖွာလန်ကျဲအဝတ်အစားတွေကညစ်ထဲထဲနဲ့အမျိုးသမီးတူကိုတွေ့ရတယ်။အမျိုးသမီးရဲ့ဘေးမှာ ရေဆယ်ရက်လောက်မချိုးတဲ့နှင်းတိုးတိုးပုံစံနဲ့လူတစ်ယောက်ကယက်နေတယ်။မရဘူးကြိုပေးလို့မရဘူးဒါစီကံမဲရော့ဒီလာစာကြောက်ကိုပေး တော်ဘယ်လိုဖြစ်နေတာလဲနေပြန်တော့ဆက်ရအောင်ပါတထေးကြောက်ကိုပဲပေးဆိုင်ပန်ရှင်ပေးတဲ့ပတ်စံကိုလူယူနေတဲ့မိန်းမနဲ့ယောက်ျားဟာပေါက်ဆရမိဘတွေလားဟူအော်ကြီးဟစ်ကြလုံးမနေကြနဲ့ဒါခမားရဲ့အိမ်မဟုတ်ဘူးပေါက်ဆပေါက်ဆဘယ်ရောက်နေလဲဒီခဏလာခဲ့စမ်းပေါက်ဆကသူ့အဖေနဲ့အမေကြားကုတ်ကုတ်ကလေးဝင်ရတဲ့ မင်းရဲ့လားစာ2000ကိုမင်းအဖေပေးရမှာလားမင်းအမေကိုပေးရမှာလားပေါစာကသူ့အမေမျက်နှာကိုကြည့်လိုက် သူ့အဖေမျက်နှာကိုကြည့်လိုက်နဲ့စဉ်းစားနေပုံပေါ်တယ်အဖေတော်ဝအမေတော်ဝပေးလိုက်ပါရေးဒါမှငါသားကပေါစာရဲ့အဖေကပေါစာရဲ့ပါကိုတရှုံရှုံနမ်းနေပေမဲ့မိခင်ဖြစ်သူကပေါစာရဲ့ခေါင်းကိုခေါင်းရင်တေးနာလေးနေအဖေကအဲ့ဒီပတ်စံတွေကိုအရက်တော့ပြမဟဲ့ ဒီပုံနဲ့ဆိုရင်ကြောင်းနေဖို့မစင်စားနဲ့ဘယ်လိုမျိုးမိဘတွေလဲလို့ကျွန်တော်စဉ်းစားမိတယ်။မိဘမေတ္တာတွေတည်ကျူးခဲ့တဲ့သူတွေသာပေါ့ဆရဲ့အဖြစ်ကိုမြင်ရင်ဘယ်လိုမျိုးပြောကြမှာလဲကျွန်တော်သိချင်လိုက်တာ။ခဏနေတော့ပေါ့ဆရဲ့မိဘတွေကဆိုင်ကယ်ဆုပ်လေးကိုစီးပြီးပြန်သွားကြတယ်။ပေါ့ဆကကျွန်တော်စေခံဖဲပြန်ပြေးလာတယ်။ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကိုမသိချင်အောင်ဆောင်ပြီးပေါက်ဆလေးစိတ်မညစ်စေဖို့ရောက်တဲ့ရာရာရည်စရာလေးတွေဒါပြောနေမိတယ်။ကျွန်တော်ကရည်စရာတွေပြောပြလိုက်ပေါက်ဆကဆေးဆရာဝန်ကရှောက်ရှောက်ပြောတာလို့ပြောပြီးရည်လိုက်နေ။လူနာမလာတဲ့စေခံလေးကရည်တန်လေးတွေလွင်ပြန်နေတယ်။ပေါက်ဆကလက်ဖိတ်ဆံမှမရှိတော့ဘူး။မနက်ခင်းစေးရုံအပဝါမှာကိုမိုးနဲ့တွေ့တော့ကိုမိုးပြောလိုက်တဲ့စကားကြောင့်အာအာတင်သွားတယ်။ ကိုမိုးခွင်းစစ်လို့ဆေးရုံကိုပြန်ရောက်လာကလေးကသူ့စေခန်းကိုကျွန်တော်သွားမထိုင်ဖြစ်တော်တာမို့ပေါ့ဆနဲ့မတွေ့ဖြစ်တာလဲတလားပြေတော်မယ်ဒီကြားတဲ့ကိုမိုးကကလေးကူသားဆောင်ဖဲတာဝန်ကျသွားပြီးကျွန်တော်ကဖျားနာဆောင်မှာပဲတာဝန်ဆက်ကြနေတာမို့လူချင်းတိမ်မတွေ့ဖြစ်ကြတော့ဘူးကလေးကူသားဆောင်နဲ့ဖျားနာဆောင်ကအနှဲငယ်အလံဝေပါတယ်ကလေးကူသားဆောင်ဖက်မှာကျွန်တော်မိတ်ဆွေရဲ့ကလေးလေးစေးယုံတက်နေရလို့လာကြည့်ရင်က ကိုမိုးနဲ့တွေ့ရတာကိုမိုးနဲ့အတူစေယုံထဲလမ်းလျှောက်ရင်းဟုတ်လားဘာဖြစ်လို့လဲကိုမိုးသူ့အမေကကြောင်းပြန်ထားပေးမလို့တဲ့မနေ့ကလာခေါ်သွားတာလို့ဆိုင်ရှင်ကပြောတယ်ကျွန်တော်မျက်လုံးထဲပေါ့ဆလေးရဲ့လားစာကို အငမ်းမရလူယူနေကြတဲ့ပေါ့ဆရဲ့မိဘနှစ်ပါးရဲ့မျက်နှာကိုမြင်အောင်လာမိတယ်။ဟာဟုတ်ပါမလားကိုမိုးရဲ့သူ့အမေကခြေကျွေးနှလုံးကျွေးတွေပတ်လည်ရိုက်နေတာဆို ဟာဟာအဲ့ဒီထီပေါက်လို့ပဲသူ့သားကို ပြန်လာခေါ်တာတဲ့ပေါက်စရဲ့လားစာနဲ့ထုတ်လိုက်တာ ထီဆက်သိန်းစုပေါက်တာတဲ့ပေါက်စလေးအတွက်ကျွန်တော်ရင်ထဲကနေလှိုက်လှိုက်လဲလဲဝမ်းသာမိပါတယ်ကျုပ်ကြောင်းပြန်နေခြင်းနဲ့ပြားလို့တဖွာဖွာပြောနေတဲ့ပေါက်စလေးရဲ့ဆန္ဒကအခုတော့ပြေဝသွားပြီပေါ့ဒီလိုမှသိရင်ပေါက်စအတွဲအဖြူစိမ်းနှစ်စုံလောက်ဝယ်ပေးလိုက်ပါရယ်။သူနေတဲ့ရွာကိုတိလာကုန်မော မသိဘူးကွမင်းကောနာကရွာလို့တော့ပြောတယ်လဖေးဆန်ပိုင်ရှင်တော့သိမယ်ကွသူ့အမျိုးတွေကဧည့်ရွာကဩကျွန်တော်နဲ့ကုံမိုးတဖြည်းဖြည်းလမ်းလျှောက်လာရင်ခလေးကူသားဆောင်ဖဲရောက်လာကြတယ်ခလေးကူသားဆောင်ထဲရောက်တာနဲ့ကုံမိုးနဲ့စကားပြတ်သွားတယ်မိတ်ဆွေရဲ့ခလေးလေးစီသွားပြီးအားပေးစကားပြောရတယ်ခလေးဆောင်ကပြန်ခါနေကုံမိုးကိုနှုတ်ဆက်တော့ကုံမိုးကဟဲအောင် ညနေကျရင်ငါစေခန်းကိုသွားထိုင်ပေးအောင်။ဘာဖြစ်လို့လဲကိုမိုးရ။ငါကောက်မလေးရဲ့မွေးနေမို့ညနေဖရားလိုက်ပို့ရမှာမလို့။သွားပေးမယ်မို့လား။ရော့စေခန်းတော့။ Okay လေ။ညနေခင်းဂျူဒီအားလာနဲ့ကိုမိုးရဲ့စေခန်းကိုသွားဖို့သဘောတူလိုက်တယ်။ဖျားနာကုသဆောင်ဖက်သွား။လောက်ဆရာရှိတာတွေထက်လုံနဲ့အချိန်တွေက ကုံလို့ကုံမှန်းတော့မတိလိုက်ဘူးညနေ၄နာရီထိုးတော့ဆေးရုံကနေအဆောင်ပြန် ရေချိုးပြေးတာနဲ့စေခံဖက်ထွက်လာခဲ့တယ်။ထဏောင်းပင်အရေးအောက်ကစေခံလေးကမှညွညွနဲ့တစုံတစ်ခုကိုလွှမ်းဆွနေတဲ့ပုံပါပဲ။ဆိုင်ကယ်ကိုထဏောင်းပင်အရေးအောက်ထားကစေခံဖက်လျှောက်လာပြီးတော့ပေါ့ဆလေးကိုတရေရသွားတယ်။အရင်ဆိုကျွန်တော်ရောက်လာတာနဲ့ပေါ့ဆကပြေးလာတာပဲ။စေခံတကားတွေကိုဖွင့်ပြီးစကားတွေတရဆက်ပြောနေတဲ့ပေါ့ဆလေးကိုမြင်အောင်ကလွမ်းဆွလာတယ်။ ဒါပေမဲ့ပေါက်ဆလေးကြောင်းပြတ်နေရတယ်လို့တွေးပြီးတော့လွမ်းမိတဲ့စိတ်ကဖြေသာသွားတယ်။စေကန်းတကားကိုဖွင့်လက်ကအိတ်ကိုချပြထိုင်နေတော့ဆေးစရာဝန်ရေဘူးဝယ်ပေးရအောင်မလား။ဟာပေါက်စာလို့អော်ပြီးကျွန်တော်ရင်ထဲလှိုက်ခနဲဝမ်းသာသွားတယ်။ဒါပေမဲ့ကလေးငယ်ကပေါက်စာမဟုတ်ပဲပူဆူးဖြစ်နေတယ်။အင်းရေတဘူးဝယ်ပေးအောင်ရော့ပစံ ဘတ်စာလှမ်းယူလိုက်တဲ့ပူဆူးရဲ့လက်ထဲမှာဆာရွက်ခောက်လေးတစ်ခုကိုကင်ထားတာကိုတွေ့ရတယ်။နေ့လယ်ကပေါက်ဆနဲ့သူ့အဖေဒီကို ပြန်လာသေးတယ်။သူ့အဝတ်အိမ်မင်းနေခဲလို့ပြန်လာယူတာတဲ့။အဲ့ကွာငါးနဲ့ကတ်လွယ်လေးလွဲသွားတာပေါ့။ဟုတ်ဟိုလေးအင်းပြောလေပေါက်ဆကဆေးဆောင်ဝင်တို့ကိုစာပေးခိုင်းခဲ့တယ်။ဘယ်သူမှမပြရဘူးတဲ့။ ကျွန်တော်ကိုပတ်စံနေရပေးပြီးဂရိတောင်းသွားတာအေးအေးပေးကျွန်တော်စိတ်ကစာရွက်စီသားရောက်လို့နေတယ်ပေါ့စားကဘာတွေများရစ်ထားပါလဲစာရွက်ထိတ်မှာတို့ဆေးစရာဝန်နှစ်ယောက်လို့ရေးထားတယ်စာရွက်ခောက်ကို အငမ်းမရဖြန့်ကျင်မိတယ်စာလုံးပေါင်းတပ်ပုံအမားတွေနဲ့စူးစာရေးထားရှာတဲ့ပေါ့စာရဲ့မညီမညာစာလုံးတွေကိုဖမ်းပြီးတော့ကျွန်တော်ရင်ထဲဟာလာဟင်းလင်းဖြစ်ကား 哦ပေါ့ဆာလေးရဲ့လို့ရေရွပြီးထိုင်ခုံပေါ်ကိုအယုတ်ကျိုးပြတ်ထိုင်ချလိုက်မိတော့တယ်တို့ဆေးဆောင်ဝင်နေရောက်ကျုပ်ကိုအမေကညာခေါ်သွားတာထီပေါက်တယ်ဆိုတာတကယ်မဟုတ်ဘူးမင်းကုံခေါင်းလောင်နာကလဖဲ့ဆိုင်ကလားစာ၃000ပေးမယ်ဆိုလို့ကျုပ်ကိုညာခေါ်သွားတာဆေးဆောင်ဝင်တော့အရင် ကျုပ်စီလာလေပါ ကျုပ်မျောနေမယ် ဆေးဆရာဝန်နှစ်ယောက်သာကျုပ်ရဲ့အဖေဆိုရင်တိတ်ကောင်းပါပဲဆေးဆရာဝန်နှစ်ယောက်လုံးကိုကျုပ်ချစ်တယ်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူဟမ်ဆိုင်ဆေးမန်းရေးသားထားတယ်ကောင်းကင်ပျောက်တဲ့ကျဲဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင် နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်